soft project authority client တွေဆိုရင်ကျမ recommend ပေးတာကဘာလို့လို့လုံးရမှန်းမသိဘူးဆိုရင်ထားပါတော့เนาะရွေးစရာက ABC ရှိတယ်ဆိုရင်အဲ့ဒီ A ကဒီလိုဖြစ်တာဒီလိုကြောင့်မလို့ဒီလိုဖြစ်တာ B ကတော့ A ထက်ကောင်းတယ်ဒီလိုကောင်းတဲ့အချိန်မှာဘလို့ဖြစ်တာ C ကတော့ဒီလိုဖြစ်တယ်စသဖြင့်စသဖြင့်တော့ကိုကိုကိုစကားပြောကြည့်လိုက်တဲ့အခါမှာတင့်အတန်လှိုင်းတွေရဲ့ excitement ကိုသင်ခံစားရလိမ့်မယ်တကယ်လို့ကိုကိုကိုပြောရတာအကျင့်မရှိသေးဘူးဆိုရင် စာရေးလိုက် uh, automatic writing ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ desire တွေကိုယ့်ရဲ့ choice တွေပေါ်မှာမူတည်ပြီးတော့စာရေးပြီးတော့အဲ့ဒီစာကိုပြန်ဖတ်ကြည့်သင်သိလာလိမ့်မယ်ဘယ် decision ကိုချရမလဲဘယ်ဟာကို yes ပြောရမလဲဘယ်ဟာကို no ပြောရမလဲဆိုတဲ့သိလာတဲ့အချိန်တစ်ခုရှိလာပါလိမ့်မယ် self project authority သမားတွေရဲ့ decision ချတဲ့အခါမှာနည်းနည်းလေး challenge ဖြစ်တာကကြတော့အဓိကကသိရဲ့အတွေးတွေကိုသင် express လုပ်ဖို့အတွက်ပါ တင့်ရဲ့အတွေးတွေကိုတင့် express လုပ်လိုက်တဲ့အခါကျမပြောရဲ express လုပ်လိုက်တယ်ဆိုတာကတင့်အတွေးတွေကိုတင်စကားအဖြစ်ပြောင်းလဲပြီးတော့အဲ့ဒီစကားတွေကိုတင်ကိုယ်တိုင်နားထောင်ဖို့အတွက်ကို express လုပ်လိုက်တာအဲ့လိုမျိုး express လုပ်လိုက်တဲ့အခါမှာပထမတစ်ချက်ကတင်တင့်ရဲ့ expression ဟာအရေးကြီးတယ်တင့်ကိုယ်တင်စကားပြောဖို့အရေးကြီးတယ်အဲ့လိုမဟုတ်ဘဲနဲ့ဟာသူများပြောတာတွေကိုလိုက်ပြီးနားထောင်နေနေမယ်ဆိုရင်တင့်ရဲ့အတွေးတွေကိုတင် suppress လုပ်လိုက်တယ်လို့ဖြစ်ပြီးတော့ဘယ်ဟာကိုဆုံးဖြတ်ချက်ချလို့ချရမှာမသိဘူးဖြစ်လာလိမ့်မယ်